နှစ်80ပြည့်တက်မတော်နေ့ကိုကျူးစိုးဂုဏ်ပြုသောအဖြစ်ငရုတ်ကောင်းမြို့ငရုတ်ကောင်းချောင်းဝါနန်တာပူဂျိုင်လီကရင်ဂျီလမ်းပေါ်ရှိချောင်းဝါတရားဖွင့်ပွဲအခမ်းအနားကိုဒီနေ့မနက်ပိုင်းကကျင်းပရာတန်တိတာကြီးဝန်ကြီးချုပ်ဦးတက်မောင်ဝင်းကချောင်းဝါတရားဖွင့်လှစ်နိုင်ပြီဖြစ်တာကြောင့် ဒေသခံပြည်သူများရဲ့ပညာရေးကျန်းမာရေးလူမှုရေးစီးပွားရေးများအပြင်ခီးသွန်းလုပ်ငန်းများလည်းပုံမှုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကာများစွာအကျိုးပြုမှာဖြစ်ကြောင်းဒေသခံပြည်သူများကလည်းလန္ဒရာများအားရေရှည်တီထန့်ခိုင်မြဲအောင်ထိန်းသိမ်းစောင့်ရှောက်တွားချရန်လိုအပ်ကြောင်းပြောကြားခဲ့ကာစောက်လွေဝန်ကြီးဌာနတရားဦးစီးဌာနအင်ဂျင်နီယာချုပ်ဦးထီအောင်ကချောင်းဝတရားတိစောက်ခဲ့မှုအခြေအနေများကိုရှင်းလင်းပြောကြားခဲ့ပါသည် အဲ့ဒီနောက်ချောင်းဝတရအားတန်နိတာကြီးဝန်ကြီးချုပ်သည်တာဝန်ရှိသူများနဲ့အတူဖဲကျူးဖြတ်ဖွင့်လှစ်ပေးကာဆက်လက်ပြီးတန်နိတာကြီးဝန်ကြီးချုပ်သည်ချောင်းဝတရကပီးမော်ကွန်ကျောက်စာတိုင်အားဆက်ကလုတ်နှင့်ဖွင့်လှစ်ပေးပြီးအမွေးနေသားရေးများပတ်ပြန်းကတရအားတစ်ကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဲ့ဒီနောက်တန်နီတာကြီးဝန်ကြီးချုပ်နဲ့အဖွဲ့သည်မြို့ကောင်းမြို့ဂရန်ဂျီကန်းဂျီတို့တွေ့ရောက်ခါကန်းဂျီတာယာလှပမှုကန်းဂျီတို့ခီးသွဲဧည့်သည်များလာရောက်လက်ပတ်မှုများနဲ့ကန်းဂျီတန်ရှင်တက်ရမှုများကိုလက်လက်ကြည့်ရှုဆက်ဆဲကပြည်သူများအေးချမ်းပျော်ရွှင်စွာအပန်းဖြေစေနဲ့အမိုက်နဲ့စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်ရေးကန်းဂျီတာယာလှပရေးဝုံထိန်ထိန်စောင့်ရှောက်ကြရန်မှကြားခဲ့ပါသည် အေရီတိုင်းဒေတာကြီးပသိမ်မြို့သာသနာ့ပိမံတော်ကြီးမှာ2025ခုနှစ်အစိုးရဓမ္မစရိယနဲ့ပါဠိပထမပြန်စာမှုဝဲဒုတိယနေအားစာပြေတန်ကားတော်များပြည့်စုံနေမှုကိုအေရီတိုင်းဒေတာကြီးဝန်ကြီးချုပ်ဦးတင်မဝင်းသည်ဒီနေ့နေ့လယ်ပိုင်းကတာဝန်ရှိသူများနဲ့အတူတွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။ အဲ့ဒီနောက်တန်းဒီသားကြီးဝန်ကြီးချုပ်ဒီအမှတ်၁ခြေကမင်းညာထက်တန်းကြောင်းယန္နာတဆောင်ခမ်းမမှာခြေကမင်းညာမူရတန်းအဆင့်တင်ဆရာဆရာမများအတွေ့ပညာရေးနဲ့တင်ပြနည်းပညာဒီပလိုမာတင်တဲ့ Diplomat in EP အမှတ်စဉ်တင်ပြဆောင်2025ဖွင့်လှစ်တင်ကြားနေမှုအားတော့ရောက်ကြည့်ရှုအားပေးပြီးဆရာဆရာမများအားချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဆက်လက်ပြီးပတိန်ပညာရေးဒီဂရီကောလေအမှတ်နှစ်ခြေကံပညာထက်တန်းကျောင်းနဲ့အမှတ်ငါးခြေကံပညာထက်တန်းကျောင်းများသို့တက်ရောက်ကခြေကံပညာမူလတန်းအဆင့်တင်ဆရာဆရာမများအတွေ့ပညာရေးနဲ့သင်ပြနည်းပညာဒီပလိုမာသင်တန်းဒီပလိုမာ EP အမှတ်စဉ်တင်မြင့်ဆောင်2025ဖွင့်လှစ်တင်ကြားနေမှုကိုတက်ရောက်ကြည့်ရှုအားပေးကသင်ကြားပို့ချနိုင်မှုခြေနေများအားဆွေးနွေးပြောကြားခဲ့ပြီးသင်တန်းသားဆရာဆရာမများအတွေ့ချင်းမြင့်ငွေများပေးရခဲ့ကြောင်းသိရပါတယ်ဒီသတင်းကိုပတိန်သတင်းဌာနခွင့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ